မြန်မာနိုင်ငံရဲ့နိုင်ငံပိုင်ဆက်လက်နက်များဒီနေ့မှာတော့နိုင်ငံတိုင်းမှာအရေးပါတဲ့နိုင်ငံပိုင်စစ်ရေးရင်တွေနဲ့ဆက်လက်နက်များအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်နိုင်ငံရေးအရာစစ်တပ်ဖြစ်ပြီးရခုဖော်ပြပေးမယ့်ဆက်လက်နက်တွေကလည်းတခြားနိုင်ငံတွေကလာရောက်သိမ်းပိုင်းမှာထုတ်သုံးထားတဲ့လက်နက်တွေဖြစ်ပါတယ် ဒီလက်နက်တွေဟာနိုင်ငံတကာရဲ့အထောက်ပံ့တွေနဲ့တိစောက်ထားပြီးမြန်မာနိုင်ငံကိုအဓိကထားစစ်လက်နက်တွေပို့ပေးကြတဲ့ရုရှားတရုတ်နဲ့အမေရိကန်နိုင်ငံကထောက်ပံ့ပေးပြီးအိန္ဒိယနဲ့ဂျပန်နိုင်ငံတို့စီကနေလည်းစစ်လက်နက်တွေကိုစစ်ရောကြီးဖြစ်ရယူသိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။အခုဖော်ပြမယ်နိုင်ငံပိုင်စစ်လက်နက်တွေဟာဘလို့ကြောင့်ရတွေပဲရှိရှိပြည်တွင်းမှာတော်တော်လုံးမရတဲ့ဥပဒေတွေနဲ့လိုင်းနာထားတဲ့စစ်လက်နက်တွေလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းအကြောင်းအရာမျိုးမျိုးကြောင့်အရေးပေါ်အခြေအနေမှာထောက်သုံးခွင့်တော့ရပါတယ်။ဒါကတော့အရေးပေါ်ဆိုတဲ့အရေးပေါ်အခြေအနေမှာပါနော်။ ဒီတော့မြန်မာနိုင်ငံပိုင်လက်နက်တွေကပါရီလေနောက်ပြီးဘယ်လိုမျိုးသုံးဝင်လဲဆိုတာဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါရီမြန်မာ Jet Fighter ဒီစစ်သုံးချက်အမျိုးအစားဟာအမျိုးမျိုးသောစစ်လေအများရှိတာကြောင့်ဒီလိုချက်အမျိုးအစားတချို့ရဲ့သုံးဝင်မှုကတော့နိုင်ငံတော်လုံခြုံရေးနဲ့နယ်စပ်ဒေသများတွင်ရပ်ပွဲများအားလေကြောင်းမှကာကွယ်ပေးခြင်းလေရင်ပြတိုက်ခိုက်မှုများမှကာကွယ်ခြင်းစားရဲအလုပ်တွေကိုလုပ်ဆောင်ရပါတယ် MIG29 JFSM တဲ့အမျိုးအစားဆိုရင်တရုတ်နဲ့ပါကစ္စတန်ပူးပေါင်းထုတ်လုပ်တဲ့စစ်သုံးလေယာဉ်ဖြစ်ပြီးအမြင်ပေတသောင်းကျော်ကိုပြန်တန်းနိုင်ပြီးမြန်မာလူတွေရဲ့စိတ်ကြိုက်မောင်းနေနိုင်အောင်လဲဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။လေတောင်းရံကာကွယ်ရာတွေပြမဦးစားပေးအနေနဲ့ Air Superiority MIG29 နဲ့ JFSM တင်းသာအသုံးပြုလေးရှိပါတယ်။လေတောင်းတုံးစစ်ဆင်နွှဲရမှာတော့ယခုလက်ရှိမြန်မာဝဟင်မှာအမြင်မြင်တွေ့နေရတဲ့ Yak 130ကိုတအသုံးပြုပါတယ်။ ဒီလေနွေဟာဆက်ဘက်ဆိုင်ရာရင်သာမဟုတ်ပဲတဘောဘေးရန်ရဲ့ကောက်ွဲရမှာလည်းအလုံးအသုံးဝင်ပါတယ်။ဆိုင်ကလုံးမုန်တိုင်းနဲ့ရေကြီးမှုများကဲ့သို့သောအရေးပေါ်အခြေအနေများတွင်ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လေကြောင်းမှောက်ကူညီထောက်ပံ့ပေးပြီးလေယာဉ်ပြန်နှံ့မှုများဆောင်ရွက်ပေးပါတယ်။ဒါကြောင့်ဒီလိုလေယာဉ်မျိုးစားတွေဟာဘက်ဘက်ကအသုံးဝင်နေတာတော့အမှန်ပါပဲနော်။မြမတင်ကားများမြမကြီးတက်ကအတုံးပြထားတဲ့တင်ကအနောက်တွေဟာနိုင်ငံပိုင်တရုတ်ကဆွေရော်ကြီးဖြစ်ပေးရထားတဲ့20ရာစုနှစ်ကြာတဲ့ T72SP လာတင်ကားကြီးဖြစ်ပါတယ်။ဒီနေ့ဒီအသုံးဝင်နေသေးဖြစ်ပြီး update တော့မဖြစ်တော့ဘူးနော်။ဒီ 72S ဟာမူလကဆိုဗီယက်ပြည်ထောင်စုရဲ့စစ်သုံးယင်ဖြစ်ပြီးနောက်ပိုင်းရုရှားကနေဗီလာရုတက်ကိုပေးရပြီးတရုတ်တရင်ကနေမြန်မာကိုပြန်လည်လက်ဆင့်ကမ်းခဲ့တဲ့တင်ကားကြီးဖြစ်ပါတယ်။ဒီလိုတင်ငါရီယန်ခြေလင်တရင်တွေအသုံးပြုရမလွယ်ကြတဲ့တောင်ကုန်းတောင်တန်းတွေနဲ့မိုင်းတွင်းထောင်ချောက်လိုနေရာမျိုးတွေမှာသာအသုံးပြုကြပါတယ် နိုင်ငံတကာစီရင်မှာတော့နိုင်ငံချင်းစစ်ပြမအသုံးပြုခွင့်ပေးထားပြီးဒီပါစစ်မသားအသုံးပြုရပါတယ်။ပြည်တွင်းစစ်မအသုံးပြုပါကစေရောကြီးပေးဆောင်ရမှာဖြစ်ပြီးအသုံးပြုတဲ့သူတွေရေးယူခံရနိုင်တယ်လို့လည်းအမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဘီလာရုစ်တင်ကားကို 125mm ဖြင့်လက်ဖြောက်တင်ကားဖြင့်သုံးဆွဲလာခဲ့တာဟာနှစ်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ဒီဇယ်အင်ဂျင် 4HD ခွတ်အားနောက်ပြီးခင်မိခံနိုင်ရှိတဲ့တန်ကြပ်က error စတဲ့ခံနိုင်အားတွေကိုအသုံးပြုထားပါတယ်။ ဒါကြောင့်လက်နက်ကြီးရမကာကွယ်နိုင်ပြီးမျိုးရင်းမျိုးပြတွေကိုရေလွမ်းမှုမှုကဲတဲ့တွေလည်းပြုလုပ်ပေးလို့ရပါတယ်။ပြုပြင်ထိန်သိမ်းရခက်ခဲခြင်းနဲ့လေကြောင်းတိုက်ခတ်ရေရန်ကိုတော့အပြည့်အဝကာကွယ်နိုင်မှာမဟုတ်ပါဘူး။ D72S ကကောင်းကျိုးနဲ့ဆိုးကျိုးတူတူဖြစ်တာကြောင့်တကယ်ကြီးမားတဲ့ကဘာစစ်လိုမျိုးအနေထားတွေမှာသာထုတ်သုံးလို့ရှိပါတယ်။လောင်သာတိခက်ခဲကြောင့်အမြဲတမ်းအတုံးပြူစရာလည်းမလိုပါဘူး။အခုမြန်မာမှာတော့ဒီတင့်ကကိုတရုတ်ရုရှားနဲ့ယူကရိန်းတို့ကနေတင်သွင်းပြီးနေသက်လုံခြုံရေးအတွက်လိုအပ်ရင်လိုအပ်တယ်လို့ထုတ်သုံးကြပါတယ်။ မြန်မာဟယ်လီကော်ပတာများမြန်မာပြည်စစ်တွင်းသုံးဟယ်လီကော်ပတာများကိုစစ်ရေးနဲ့လူမှုရေးလုပ်ငန်းများတဘာဝဘေးအန္တရာယ်ဆိုင်ရာများကိုအသုံးပြုကြပါရစေ။မြန်မာစစ်တပ်ပိုင်ဟယ်လီကော်ပတာများဟာအကြီးကဲများခရီးဝေးနဲ့ခရီးတို့သွားရောက်ရင်အသုံးပြုဖို့အများဆုံးလုပ်ဆောင်လေ့ရှိပါရစေ။ဟယ်လီကော်ပတာများတွေကမှ Melmay 70 MKHMT ဟာရုရှားထုတ်လုပ်မှုဖြင့်မြန်မာကိုလက်ဆောင်ပေးထားတဲ့စစ်ရင်တစ်မျိုးဖြစ်ပါရစေ။စစ်သားများနေရာအကူပြောင်းနဲ့ရဲခါပစ္စည်းများတည်ယူပို့ဆောင်ရဲတွေမှာအသုံးပြုပါရစေ။ အင်အားတော့အများဆုံးအလေးချိန်13000 kg ရှိပြီးအမြန်နှုန်းက250 km/h ရှိပါတယ်။ဝေယင်တပ်သေးများကိုဟယ်လီကော်ပတာများနဲ့အစမ်းလေးချိန်လုပ်ငန်းများကိုလုပ်ဆောင်ပါတယ်။နောက်ပြီးနေပြီးတော့မှရှိတဲ့ Mile Mine 2ဟာလည်း something နဲ့တူအင်ဂျင်ပါဝါကောင်းပြီးသူ့မှာတော့ထူးခြားချက်ကရေခဲတောင်ဒေသတွေထိသွားလို့ရပါတယ်။ထုတ်တဲ့သူကပိုလန်နိုင်ငံသားတူဖြစ်ပြီးဟယ်လီကော်ပတာပေါ်မှာတင်ချက်ပြုတ်စားတောက်လို့ရအောင်လဲကျေပြန့်နေနေရပါစီစဉ်ထားပါတယ်။ နိုင်ငံပိုင်အကြီးအကဲများကတော့ယခုအပန်းဖြေခရီးသွားလျင်ဖြစ်အသုံးပြုကြတာဖြစ်ပါတယ်။နောက်တစ်ခုကတော့အရေးကြီးဆုံးရှေ့ပြေးလျင်ဖြစ်ပြီးဒီဟယ်လီကော်ပတာကတော့အကြီးအကဲများရဲ့အန်ဒီယကိုကာကွယ်ဖို့ဆက်ရန်တရားတွေတပ်ဆင်ထားပြီးတော့အန်ဒီယကြောင့်လာပါကအမိတ်ဆောင်တိုင်းပြရမလို့ပဲပြစ်ခွင်းဖြိုချနိုင်တဲ့လေရင် Bell 206 Jet Ranger ဖြစ်ပါတယ်။ဒီဟယ်လီကော်ပတာများကမြန်မာတပ်မတော် Drone Russia တရုတ်နဲ့အနောက်နိုင်ငံများမှအကူအညီထောက်ပံ့ပေးထားတာဖြစ်ပါတယ် ။နိုင်ငံတွင်းအရေးကြီးကိစ္စသွားလာရင်တော့ Mesam တဲ့နဲ့ Meter Day Flight တို့ကိုအများဆုံးအသုံးပြုကြတာဖြစ်ပါတယ်။အနာဂတ်မှာတရုတ်နိုင်ငံက CAIC-10 ရှိတဲ့တိုက်ခိုက် Helicopter ကိုလည်းလျှော်စင်းနဲ့ရောင်းချသွားမယ်လို့ကတိပေးထားတာလည်းဖြစ်ပါတယ်။မြန်မာစစ်လက်နက်များမြန်မာစစ်လက်နက်များဟာအများကြီးရှိတဲ့အတွက်ဒီထဲမှာမှတချို့ကိုဖော်ပြပေးလိုက်ရပါတယ်။ ဒီလက်နက်တွေဟာပြည်တွင်းလက်နက်တွေမပါဝင်ပဲနိုင်ငံတကာကနေဝယ်ယူထားတဲ့လက်နက်တွေနဲ့တခြားသောတိုင်းရင်းတမန်ကင်လက်ဆောင်ပေးတဲ့လက်နက်များပါဝင်ပါတယ်။ဒီလက်နက်တွေကိုတမ်ဘရိုရဲ့ကြီးရီလေးစားတဲ့စခန်း၃ရက်မှာဖွဲ့စည်းထားပြီးခမီစန်းတက်တဲ့လက်နက်များနဲ့အင်အားကောင်းမွန်လာပါတယ်။မြမကြီးတက်မှာ AK47 နဲ့ MA1 MA2 တို့ဟာရုရှားထုတ်တွေဖြစ်ကြပြီးဒီ2024ခုနှစ်မှာမှဝယ်ယူခဲ့တာဖြစ်ပါတယ်။မြန်မာပိုင်လက်နက်များကတော့ AK မျိုးကွဲများ Type HT1 တရုတ်ဖက်ဆက်ထုတ်လက်နက်များဖြစ်ပါတယ် အမြောက်ဆန်အများပြားနဲ့တင်ကားကြီးများကိုလည်းကြီးတက်မှထဲသွင်းထားပြီးပစ္စတိုနဲ့စနိုက်ပါလက်နဲ့အမြောက်များလေးပိုင်ဆိုင်ထားပါတယ်။ရေတက်မှာ Frigate Demon နဲ့ UMA အောင်စေရမြန်မာထုတ်ရေများရှိပါတယ်။နောက်ထပ်ကြီးတက်ထဲမှာတင်ဒုံးပြလက်နဲ့များလေးအများပြားရှိပါတယ်။လေတက်ထဲမှာတိုက်လေယာဉ်များ MiG-29 နဲ့ Russia ထုတ် JF-17 လည်းရှိပါတယ်။ဒီလေယာဉ်တွေကိုအများဆုံးနိုင်ငံတွေမှာအသုံးပြုကြပါတယ်။ပြည်တွင်းလက်နက်ထုတ်လွှင့်မှုတွင်ကာကွယ်ရေးအုပ်စုချုပ်ယုံရှိစစ်ရုံများကတနက်ကြီးစံများဆောက်တဲ့လက်နက်ငယ်များကိုထုတ်လွှင့်ပါရီ နိုင်ငံတကာလက်နက်ဝယ်ယူသောနိုင်ငံတွေကတော့တရုတ်ရုရှားအိန္ဒိယနဲ့မြောက်ကိုရီးယားတို့ပဲဖြစ်ပါတယ်တခါတလေလက်နက်ရောင်းချသလိုလက်နက်ထောက်ပံ့မှုတွေလည်းရှိပါတယ်ရန်ကုန်နဲ့မန္တလေးမြို့များတွင်ပြည်တွင်းလက်နက်စက်ရုံများလည်းရှိပါတယ်မြမတမရိုရင်ခေမီလက်နက်များဖြင့်အင်အားကောင်းမွန်တော်လဲပြည်တွင်းပြည်ပနဲ့နိုင်ငံတကာရဲ့နေပညာရှင်များကြောင့်တိုးတက်မှုနှောင့်နှေးနေပါသေးတယ်မြန်မာနိုင်ငံရဲ့တန်ကြာကများ ါကတော့နိုင်ငံတကာနိုင်ငံမှာအရေးပါတဲ့စစ်တပ်ကားတွေဖြစ်ပါတယ်။လက်ရှိရဲ့သုံးပြည်နယ်တန်ကြပ်ကားတွေက APCS အမျိုးအစားခွဲခြမ်းထားတာဖြစ်ပါတယ်။မြန်မာတပ်မတော်ရဲ့တန်ကြပ်ကားနဲ့ခြေလင်ကြီးတပ်ကတန်ကြပ်ကားတွေဆိုပြီးခွဲခြားထားတာဖြစ်ပါတယ်။တန်ကြပ်ကားရေများကိုခြေလင်တပ်ဖွဲ့များရဲ့လှုပ်ရှားမှုနဲ့အကာအကွယ်ပေးရန်အဓိကသုံးပြုပါတယ်။ဒီကားများဟာပြည်တွင်းသုံးဆက်ယုံများမှလည်းထုတ်လုပ်ပါတယ်။ စကိုင်းနဲ့မော်ဘီကတန်ကြပ်ကစက်ရုံလေးရှိပါတယ်။ကိုပိုင်ဒီဇိုင်းရေးဆွဲထုတ်ထားတဲ့12.7 mm နဲ့14.5 mm စာတနပြတက်စင်လို့ရတယ်။တန်ကြပ်ကများလေးရှိပါတယ်။တင်ကားမှာခြေကုပ်ယူထားပြီးတန်ကြပ်ကကားတွေလည်းအမျိုးအစားအများကြီးရှိပါတယ်။နိုင်ငံတကာကတင်သွင်းတဲ့တန်ကြပ်ကကားတွေလည်းရှိပါတယ်။ BDR3U ဆိုရင်ယူကရိန်းနဲ့အထိုင်းနိုင်ငံကပြောင်းဝင်ထားတာဖြစ်ပြီး Type 19တန်ကြပ်ကားဆိုရင်တရုတ်နိုင်ငံယူနန်ကဝယ်ယူထားတာဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံပိုင်လက်နက်နဲ့စစ်ရေးရင်တွေစစ်လက်နက်တွေများတာကြောင့်ရှေးမြမာရီလက်ထက်ကတည်းကအင်းဒီဂျင်တွေမကျူးကျော်ရဲပဲဖြစ်နေပြီးအလင်းမြန်မဟာမိတ်ဖွဲ့တိစောက်ထားတာလည်းဖြစ်ပါတယ်။အာရှမှာရင်ကားဆိုမြန်မာကထိတ်တန့်အချမ်းသာသောနိုင်ငံတွေမှာပွားဝင်ပြီးကမ္ဘာကမ္ဘာအသိမှတ်ပြုခဲ့ရတဲ့နိုင်ငံမှာအခုနောက်ပိုင်းကိုတွက်ကိုကြည့်တဲ့သူတွေများလာတော့ဆုတ်ယုတ်သွားတာဖြစ်ပါတယ်။ဒီတော့နိုင်ငံထုတ်တက်ဖို့ပြည်သူတွေရဲ့အားအင်းနဲ့အကောင်းဆုံးအလင်းကိုပေါ်ဆောင်နိုင်ပါသည်။ ဒီတော့ပြည်သက်ကြီးဒီဟန်စာတော်ရီပေါ်ကျွဲသွားတယ်လို့မြန်မာနိုင်ငံကြီးဟာဆေးလက်နဲ့တွေ့တဲ့အများကြီးရှိပါတယ်နော်နိုင်ငံပိုင်ဆေးလက်နဲ့များအကြောင်းဟာဗဟုသုတတခုရစေခြင်းလို့တင်ဆက်ပေးခြင်းဖြစ်ပါတယ်ပုဂ္ဂိုလ်ဆိုရဲအယူဝါဒဆိုရဲတခုမှမပါဝင်တာမို့လွတ်လပ်စွာဝေဖန်သုံးသပ်လို့ရပါတယ်ပြည်သက်ကြီးတို့ရဲ့အမြင်လေးတွေကိုလည်းမျှဝေပေးခဲ့ကြပါအောင်နော်